အပိုင်းခွင့်ရဲ့အဆောက်မှာတော့ဘာကီကဟန်နာယာမာရဲ့မျက်နှာကိုဖနှောက်စာတွေကျွေးနေခဲ့ပြီးသူကဟန်နာယာမာကိုတစ်ဖက်ကိုရအောင်ကန်ထုတ်ပြလိုက်ပါရီဒါကြောင့်ဟန်နာယာမာတယောက်တစ်ဖက်ကအလှပြထားတဲ့ဖန်သားပြင်ကိုသွားထိပြီးလဲကျသွားခဲ့ပါရီအဲဒီနောက်မှာတော့ဖန်သားပြင်မှာဟန်နာယာမာရဲ့လဲကျနေတဲ့ပုံစံကပေါ်လာခဲ့ပါရီခဏကြာတော့ဟန်နာယာမာကပြန်ထလာခဲ့ပြီးသူ့ရဲ့အင်ကြီးကိုရောဘောင်းမီကိုပါချွတ်ချလိုက်ပြီးအတွင်းငယ်တစ်ထည်တည်းနဲ့သာရက်နေခဲ့ပါရီအားလုံးကသူ့ရဲ့လုပ်ရက်ကိုနားမလည်ဖြစ်နေခဲ့ပြီးဖန်သားပြင်ပေါ်မှာပေါ်နေတဲ့သူ့ရဲ့ကြောကတက်တူကြီးကိုလည်းစိတ်ဝင်စားနေခဲ့ကြပါရီ ။ဘာကီကတော့ဒီတက်တူကဘာလဲဆိုတာကိုသိချင်နေခဲ့ပါလိမ့်။တစ်ဖက်မှာကူရီယာကာဝါကတော့ကီဇာကီကိုတက်တူကိုကြည့်ပြီးဒါဆိုရင်ကောလာဟာလာတွေကအမှန်မဲလားလို့မိလိုက်တော့ကီဇာကီကလည်းဟုတ်တယ်လို့ပြောလိုက်ပါလိမ့်။ဟန်နိုယာမာရဲ့တက်တူကမျိုးရိုးစင်စက်လက်ဆင့်ကမ်းလာခဲ့တာဖြစ်ပြီးဟန်နိုယာမာကလည်းဒါကိုလက်ခံခဲ့ပါလိမ့်။သူတက်တူထိုးတဲ့နေ့ကကီဇာကီတို့ကဟန်နိုယာမာရဲ့ဂျောကတက်တူကိုကြည့်ပြီးဒါကအရန်ကိုလက်ရမြောက်တယ်လို့တက်တူဆရာကိုပြောလိုက်ပါလိမ့်။တက်တူဆရာကတော့သူ့ရဲ့လက်ရာကိုဂုံယူနေပြီးသူကကီဇာကီကိုမင်းတို့ဆရာလေးအတော်လေးတီးခံလိုက်ရတယ်လို့ပြောနေပါရီ တယောက်ကတော့ဒီအတွက်ဝမ်းသာလွန်းလို့မျက်ရည်တွေပါကျနေခဲ့ပြီးဟာနာယာမာကိုဆရာရဲ့ဘိုးဘေးတွေကဆရာအတွက်ဂုံယူနေလောက်တယ်လို့ပြောလိုက်ပါတယ်ဒါကိုကြတော့ကီဇာကီကသူ့ကိုပြောနေတာကိုရက်လိုက်ဖို့အတွက်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာဟာနာယာမာကတော့ဒါကမပြည့်စုံဘူးလို့ပြောလိုက်တော့အားလုံးကအံ့ဩသွားပြီးကီဇာကီကတော့ဒါကရန်ကိုလှနေပြီလို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့တက်တူးဆရာကလည်းသူ့ရဲ့လက်ရာကိုမကောင်းဘူးလို့ပြောခံလိုက်ရတာကြောင့်ဘာကအဆင်မပြေတာလဲဆိုတာထောက်ပြဖို့အတွက်ပြောလိုက်ပါရီဟန်နာယာမာကတော့ဒါကမပြီးသေးဘူးလို့ပြောလိုက်တော့တက်တူးစီယာက သူ့ရဲ့အလုပ်ကိုတေးချောင်းမလုပ်ဘူးလို့ပြောချင်တာလားလို့မေးလိုက်ပြီးသူကနှစ်40လုံးဒါပဲလို့စားလာတာလို့ပြောပြလိုက်ပါရီကီဇာကီကတော့တက်တူးဆရာကိုစိတ်လျှော့ဖို့ပြောနေချိန်ဟန်နာယာမာကတော့အပြင်ကိုထွက်သွားပါရီအဲ့ဒီနောက်တက်တူးဆရာကကီဇာကီကိုသူကမျိုးဆက်နှစ်ဆက်လုံးကိုဆွဲပေးလာခဲ့တာလို့ပြောလိုက်ပြီးဟန်နာယာမာကသာပြန်လာမတောင်းမှန်ဘူးဆိုရင်ဒါကိုလုံးမပေးနိုင်ဘူးလို့ပြောလိုက်ပါရီအဲ့ဒီအချိန်တယောက်ကကီဇာကီကိုဟန်နာယာမာပျောက်သွားတယ်ဆိုတဲ့အကြောင်းကို ပြောပြလိုက်ပါရီဒါကြောင့်သူတို့ကလိုက်ရှာခဲ့ပြီးဟန်နာယာမာကတော့ပျောက်သွားခဲ့ပါရီတဖက်မှာတော့ဘာကီကဟန်နာယာမာကို မင်းရဲ့အလောက်ပုံကိုကြည့်မနေနိုင်ဘူးလို့ပြောပြီးပြေးဝင်ကန်းကြောင်းနေခဲ့ပါရီ။ဘာကီကအခြေခံချက်တွေကိုစတိုက်ပြုတ်လုံနေပေမယ့်ဟာနာယာမာကတော့ကာပဲခံနေခဲ့ပါရီ။သူရဲ့ပွဲကိုကြီးညာပေးနေတဲ့သူကတော့ဘာကီကလှုပ်ရှားနေပြီးဟာနာယာမာရဲ့တက်တူတွေကရုပ်ပြပဲတက်တက်လာလို့ပြောနေခဲ့တာပါ။ဂူရီယာကာဝါကတော့ကီဇာကီကိုဟာနာယာမာကဘာလို့ပြန်မတိုက်တာလဲလို့မေးတော့ကီဇာကီကဒီတက်တူရဲ့ရာဇဝင်ကိုတီလာလို့မေးလိုက်ပြီးပြောပြလိုက်ပါရီ။ထောင်ချ16ခုနှစ်တုန်းကနဗန်းသမားတယောက်ကခေါင်းလောင်းတစ်ခုကိုကြောမှာပို့ထားပြီးအသက်ခံခဲ့ရပါသည် ။ဓမြရီကသူ့ကိုဓာရီနဲ့ဝိုင်းခုတ်ခဲ့ပြီးတယောက်ကတော့လဲကြမသွားသေးတဲ့နဗန်းသမားကြီးကိုမသိနိုင်သေးဘူးလားလို့ပြောနေခဲ့ပါရီ။ခဏကြာတော့ခေါင်းဆောင်ကရောက်လာခဲ့ပြီးသူ့ရဲ့လူတွေကိုဓာလိုက်ပါရီ။ပြီးတော့နဗန်းသမားကြီးကသိနေပြီလို့ပြောလိုက်တယ်။ပြီးတော့သူတို့ကနဗန်းသမားကြီးကိုထားခဲ့ပြီးထွက်သွားခဲ့ကြပါရီ။အဲဒီနောက်မှာတော့နဗန်းသမားကြီးရဲ့ကြောဘော်ကခေါင်းလောင်းကပြုတ်ကျသွားပြီးအထဲကနေကလေးတယောက်ထွက်လာခဲ့ပါရီ။အဲ့ကလေးကယာကီချီလို့ခေါ်တဲ့ဟန်နာယာမာကလန်ရဲ့မျိုးဆက်တစ်ယောက်ဖြစ်ပြီးနဗန်းသမားကြီးကသူ့ရဲ့မျိုးဆက်ပြတ်မဲ့အရေးကနေကလေးတစ်ယောက်ကိုကာကွယ်ပေးခဲ့တာပါ အဲဒီနောက်မှာတော့သူတို့ကနဗန်းသမားကြီးကိုအမှတ်ရတဲ့အနေနဲ့သူ့ရဲ့တက်တူးပုံစံကိုမျိုးဆက်တိုင်းထုတ်ခဲ့ကြပါတယ်။အဲဒီအချိန်ဘာဂီကတော့ဟန်နာယာမာကိုဘာလုပ်နေရလဲလို့ပြောလိုက်ပြီးသူ့ကိုပြန်ချဖို့ပြောလိုက်ပါတယ်။အဲဒီအချိန်ဟန်နာယာမာကတော့သူ့ရဲ့လက်ကိုအသင်းပြင်ထားပြီးဘာဂီကိုဖမ်းဆုပ်ဖို့အတွက်စောင့်နေခဲ့ပါတယ်။အဲဒီနောက်ကီဇာကီကကူရီယာကာဝါကိုတက်တူးကြောင်းဆက်ပြောပြခဲ့ပါတယ်။အဲဒီနောက်ဟန်နာယာမာကတက်တူးဆရာရဲ့အိမ်ကနေထွက်သွားခဲ့ပြီးသူ့အဖေရဲ့ရန်သူနယ်မြေတွေကိုသွားခဲ့ပါတယ်။ဒါကိုတည်သွားတဲ့ကီဇာကီတို့ကလည်းနောက်ကနေအမြန်လိုက်လာပြီးသူကအားလုံးကို တိုမီဇာဝါအုပ်စုကိုအမြင့်ဖြတ်ဖို့အတွက်ပြောနေခဲ့ပြီးဟာနာယာမာကိုလည်းစိတ်ပူနေပါတယ်ဒါပေမဲ့သူတို့ကိုဗီကိုရောက်တဲ့အချိန်မှာတော့အားလုံးကလဲကျနေပြီးအော်ဟစ်နေကြပါတယ်အပေါ်ဘက်မှာတော့ကောင်လေးတစ်ယောက်ကိုအုတ်နေရတဲ့ကင်ဆောင်နေတဲ့ဟာနာယာမာကိုမြင်လိုက်ရပြီးဟာနာယာမာကတော့သူ့ရဲ့ဓာရရတွေပြည့်နေတဲ့တက်တူးကိုပြပြီးအခုပြေဆုံးသွားပြီမှလားလို့မေးလိုက်ပါတယ်ဒါကိုကြတော့ကီဇာကီကအရန်ကိုအံ့ဩနေပြီးဟာနာယာမာကိုလည်းဘာရီလှုပ်လိုက်တာလဲလို့မေးနေခဲ့ပါတယ်အဲဒီနောက်ဟန်နာယာမာကသူ့ရဲ့တက်တူကိုတက်တူဆီယာကိုပြလိုက်တော့ဆီယာဖြစ်သူကလည်းမစအဟောင်းသားဖြစ်သွားပြီး သူ့ရဲ့စုတ်တံကိုချိုးပြလိုက်ပါတယ်။အဲဒီနောက်မှာတော့ဟန်နာယာမာကဘာဂီရဲ့တိုက်ခိုက်မှုကိုစောင့်ကြည့်နေခဲ့ပြီးဘာဂီရဲ့လက်ကိုဖမ်းကင်ပြလိုက်ပါတယ်။ဒါကိုမြင်တော့ဘာဂီကလန်သွားခဲ့ပြီးကိုရီးယားကဝါကလည်းတုံ့လောက်သွားခဲ့ပါတယ်။ဂီဇာဂီကိုတော့ဟန်နာယာမာကအတီလုံးနေတာပဲလို့ပြောလိုက်ပြီးစောင့်ကြည့်နေခဲ့ပါတယ်။အဲဒီအချိန်ဘာဂီရဲ့လက်ကအညစ်ခံလိုက်ရတာကြောင့်ဘာဂီကဟန်နာယာမာရဲ့မျက်နှာကိုကန်ပစ်လိုက်ပြီးတစ်ဖက်ကိုဆုတ်သွားခဲ့ပါတယ်။ဒါအပြင်ဘာဂီကဒါဟာယူရီရဲ့လက်ဖျက်ဆီးခံလိုက်ရတဲ့ပုံစံပဲဆိုတာကိုသိနေခဲ့ပါတယ်။ အဲဒီအချိန်တစ်ဖက်မှာလေယူဂျီရိုကရဟန်းရင်နဲ့ထွက်လာနေခဲ့ပါတယ်။ဘာကီကတော့သူ့ရဲ့လက်ကိုပဝါစီလိုက်ပြီးသူ့ရဲ့လက်တန်းနဲ့လက်မကိုလှုပ်ကြည့်နေခဲ့ပါတယ်။အဲဒီနောက်အဂျော်ရီအားလုံးကဆက်နေသေးတာကိုမြင်တော့ဘာကီကကျေနပ်နေချိန်ဟန်နာယာမာကထပ်ဝင်လာခဲ့ပါတယ်။ဂူရီယာကာဝါကတော့အသိဉာဏ်မရှိတဲ့သူတွေကတော့ဒါကိုကြောက်ကြလိမ့်မယ်လို့ပြောလိုက်ပြီးဂီဇာကီကတော့ဂူရီယာကာဝါကိုဒါကဟန်နာယာမာပဲလို့ပြောလိုက်ပြီးတေချာကြီးထားဖို့အတွက်ပြောလိုက်ပါတယ်။အဲဒီအချိန်ဟန်နာယာမာကတော့ဘာကီကိုနောက်တစ်ခါထပ်ပြီးဖမ်းဖို့အတွက်စူးစမ်းနေပြီးဘာကီကလည်းရှောင်းတိန်နေခဲ့ပါတယ်။ ဘာဂီကသူ့စီကိုဝင်လာတဲ့ဟာနာယာမာရဲ့လက်တွေကိုကန်ပစ်လိုက်ပြီးတစ်ဖက်ကိုရှောင်ထွက်နေခဲ့ပါတယ်။အဲဒီနောက်ဟာနာယာမာကဘာဂီကိုလမ်းဆွဲလိုက်ပေမဲ့ဘာဂီရဲ့အင်ဂျီသာကျွတ်ပါလာခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့ကတယောက်နဲ့တယောက်ရဲကြည့်နေခဲ့ကြပြီးဟာနာယာမာကဂျမ်းမြင့်ကိုလက်သီးနဲ့ထိုးခွဲလိုက်ပါတယ်။ပြီးတော့သူကဂျမ်းမြင့်ကိုဆွဲမလိုက်ပြီးဘာဂီကိုဟန်ချက်ပြတ်သွားစေခဲ့ပါတယ်။အဲဒီခဏမှာပဲဟာနာယာမာကဘာဂီရဲ့နားကိုရောက်လာခဲ့ပြီးဘာဂီရဲ့လက်ကိုချုပ်ထားခဲ့ပါတယ်။ဒါကြောင့်မလို့ဘာဂီတယောက်အရန်ကိုနာကျင်သွားခဲ့ရပြီး အဲ့ဒီခဏလေးတွင်းမှာပဲဘာဂီရဲ့ခန္ဓာကိုယ်ကအလိုလျောက်ကိုပဲတုံ့ပြန်လာခဲ့ကသူကဟန္နာယာမာရဲ့လက်ကနေယုံထွက်လိုက်ပြီးဟန္နာယာမာကိုကင်ပေါက်ပြစ်လိုက်ပါတယ်။ဒါကူမြင့်တော့အားလုံးကလည်းအံ့ဩသွားပြီးကီဇာကီကလည်းမယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်။ဘာဂီကတော့သူ့ကိုယ်သူဘာလုပ်လိုက်တယ်ဆိုတာတော့နားမလည်နိုင်ဖြစ်နေတာပါ။အဲ့ဒီအချိန်မှာဟန္နာယာမာကပြန်ထလာပြီးသူကဘာဂီကိုထပ်ပြီးဖမ်းချုပ်လိုက်ပါတယ်။ဒါကြောင့်ဘာဂီကလည်းပဲဟန္နာယာမာကိုလှည့်ပတ်ပြေးနေခဲ့ပြီးထပ်ပြီးတော့ကင်ပေါက်ပြစ်လိုက်ပြန်ပါတယ်။ ဒါကိုမြင်တော့ကူရီးယားကာဝါကဘာကီအနေနဲ့ဒီတိုင်းဆိုရင်ဟာနာယာမာကိုနိုင်နိုင်နေဆိုတာကိုသဘောပေါက်သွားခဲ့ပြီးဟာနာယာမာကတော့ပြောနေခဲ့ပါတယ်။အဲဒီနောက်တော့သူကဘာကီရဲ့တိုက်ခိုက်မှုတွေကိုပြန်ကာကွယ်ခဲ့ပြီးဘာကီကတော့ဟာနာယာမာရဲ့မျက်နှာကိုစတိုက်ကန်နေခဲ့ကတချက်မှာတော့ဟာနာယာမာကကာထားလိုက်ပါတယ်။ဒါကြောင့်ဘာကီကအရန်ကိုနာသွားခဲ့ပြီးသူကခုံဆွားခုံဆွားနေတောင်ဖြစ်သွားပါတယ်။အဲဒီနောက်မှာတော့ဟာနာယာမာကပထမဦးဆုံးအနေနဲ့သူ့ရဲ့ကိုနီဟန်ထားကိုပြန်ပြင်လိုက်ပါတယ်။ဒါပေမဲ့သူကသူ့ရဲ့ဘယ်ဘက်ကိုတော့ဖွင့်ထားခဲ့ပါတယ်။ ။ဘာဂီကဒါကိုသတိထားမိခဲ့ပေမယ့်သူက ထောင်ချောက်တစ်ခုဖြစ်နေမှာကိုစိတ်ပူနေပြီးအနောက်ကိုဆုံနေခဲ့တာပါ။ကီဇာကီကတော့ဒါကသူရဲ့တတိယတယောက်ပဲလုံနိုင်တဲ့ကိုနီဟန်ထားပဲလို့ပြောလိုက်ပြီးဒါကိုသူကဟန်နာယာမာကိုအပြင်ကိုခေါ်သွားတော့ငါသိခဲ့တာလို့ပြောလိုက်ပါတယ်။ဟန်နာယာမာကသူ့ရဲ့ပလင်းကိုညှစ်ခွဲလိုက်ပြီးကီဇာကီကဒါကပစ္စည်းမကောင်းမှုလို့ထင်ခဲ့တာပါ။ဒါပေမဲ့သူကအမြဲတမ်းဟန်နာယာမာရဲ့ခန်းထဲမှာပြားကပ်နေတဲ့တံပိုးတွေနဲ့ဆုပ်ပြဲခံထားရတဲ့စက်ကူတွေကိုတွေ့နေခဲ့ရပါတယ်။ဒါကိုမြင်တော့ကီဇာကီကဒီလိုတံမာတဲ့လက်ကောက်ဝတ်အားကိုဟန်နာယာမာကပိုင်ဆိုင်ထားတာကိုသဘောပေါက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဟန်နာယာမာကဘာဂီရဲ့မျက်နှာတက်တဲကိုထိုးချပြလိုက်ပြီးနောက်တစ်ချက်ကိုတော့ဘိုက်ကိုထိုးပြလိုက်ပါရီဒါကြောင့်ဘာဂီတယောက်လဲကျသွားခဲ့ပြီးဂီဇာကီကတော့ပွဲပြီးသွားပြီလို့ပြောလိုက်ပြီးတော့ဒါကအရန်ကိုကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တာပဲလို့ပြောလိုက်ပါရီအဲဒီနောက်ဟန်နာယာမာကဂီဇာကီစီကိုရှောက်လာခဲ့ပြီးဂမ်းပြတဲ့အင်ကြီးကိုဝှက်ဖို့လုပ်နေခဲ့ချိန်ဘာဂီကပြန်ထလာကခေါင်းနဲ့ကြမ်းနဲ့စောင့်နေခဲ့ပါရီအဲဒီနောက်သူကဟန်နာယာမာကို3ရဲ့ပွဲကမပြီးသေးဘူးလို့ပြောလိုက်ပြီးပြန်လာဖို့အတွက်ပြောလိုက်ပါရီ ဒါကိုကြတော့ဟန်နာယာမာကပြေးဝင်လာပြီးထိုးချလိုက်တော့ဘာကီလည်းဟန်နာယာမာရဲ့လက်တန်းကိုဦးတီကတိုက်ခိုက်ပစ်လိုက်ပါရီလက်တန်းကကျိုးသွားတာကိုမြင်လိုက်တော့ကီဇာကီကဒါကဘလူတောင်ထိချတဲ့တိုက်ခိုက်မှုမျိုးလဲလို့ပြောလိုက်ပြီးဂူရီယာကာဝါကတော့ဟန်နာယာမာရဲ့လက်ကကျိုးသွားပြီလို့ပြောလိုက်ပါရီဒါပေမဲ့ဟန်နာယာမာကတော့သူ့ရဲ့လက်ကိုပြန်ပြင်လိုက်တာကြောင့်ဂူရီယာကာဝါတယောက်မျက်လုံးပြူးသွားခဲ့ရပါရီအဲဒီနောက်ဟန်နာယာမာကထတ်ထိုးလိုက်တော့ဘာကီကအရင်လိုပဲလက်ချောင်းလေးတွေကိုချိုးပစ်လိုက်ပါရီဒါပေမဲ့ဟန်နာယာမာကအခောက်တိုင်းသူ့ရဲ့လက်တွေကိုပြန်ပြင်နေခဲ့ပါရီ နောက်တစ်ခေါက်မှာတော့သူကဘာဂီကိုထိုးဖို့လုပ်ပြီးမယ်အယောင်ပြလိုက်ပြီးတစ်ဖက်ကနေထိုးချလိုက်တာကြောင့်ဘာဂီတရားပေါက်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့ဟာနာယာမာလည်းပြစ်လဲကျသွားခဲ့ပြီးကီဇာဂီကတော့ဟာနာယာမာနိုင်သွားပြီလို့ပြောနေချင်းဂူရီယာကဝါကတော့တစ်ဖက်ကရဟတ်ရင်ကိုကြီးကလန့်နေခဲ့ပါတယ်ဒါပေမဲ့ဘာဂီကပြန်ထလာပြီးသူကဟာနာယာမာရဲ့ရှေ့ကိုသွားလိုက်ကသူ့ပစက်ထဲကမှန်စားတွေကိုထွေးထုတ်လိုက်ပါတယ်ဒါကြောင့်ဟာနာယာမာကဘာဂီဘာလို့တတိလိမသွားရလဲဆိုတာကိုသိသွားခဲ့ပါတယ်ကီဇာဂီကတော့ဘာဂီကို အံ့ဩသလိုကြည့်လိုက်ပြီးဒီလောက်ထိတောင်ပြင်ဆင်ထားတာလားလို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့ဟန်နာယာမာကဘာဂီကိုသူရှုံးတဲ့စရာကိုဝင်ခံလိုက်ပြီးတပွဲနိုင်ုံနဲ့တော့နဗန်းသမားဖြစ်မလာသေးဘူးလို့ပြောပြလိုက်ပါရီအားလုံးကတော့ဘာဂီအတွက်လက်ခုပ်တီးပေးခဲ့ပြီးဂူရီယာကဝါကဒီအကြောင်းကိုအာကီဇာဝါကိုပြောပြဖို့ဖုံးစံနေခဲ့ပေမဲ့ယူဂျီရိုပြန်လာကိုစောင့်နေတဲ့အာကီဇာဝါကတော့ဖုံးမကိုင်းခဲ့ပါဘူးတဖက်ရဲ့ဟဲ့ရင်ပေါ်မှာတော့ယူဂျီရိုကပြုံးနေခဲ့ပြီးဘာဂီဒဂရပလာစီဇန်1တွဲတက်လဲပြီးဆုံးသွားခဲ့ပါရီ